Hello ချစ်ရတဲ့ Baby Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုနှွေးထွေးစွာပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့2025ခုနှစ်မတ်လ8ရက်နေ့ရဲ့မနက်ပိုင်းသတင်းထုတ်သတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတူတိုင်းမှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာ ကဲကျွန်တော်တို့လွေတူရှင်တရေတဘုံနဲ့ကျွန်တော်စလိုက်ပါမယ်နော်မင်းတက်မြို့အတွင်းစစ်တပ်ထောင်ထားသောမိုင်းပေါင်းစုံ2000ထက်မနည်းတင်းစဲရရှိထားပြီးရှင်းလင်းရန်လဲကြံရှိနေသေးတယ်လို့သတိရသတင်းရရှိပါတယ်နော်အဲ့တော့မင်းတက်မြို့ထဲမှာချက်ပစစ်ကောင်စီထောင်ထားတဲ့မိုင်းပေါင်းမြောက်များစွာပါနော်ရှင်းလင်းနိုင်ခဲ့တဲ့အခြေအနေတွေတွေ့ရတယ်မိုင်းအကုန်လုံးတော့ရှင်းလင်းနိုင်တာလို့တော့ပြောလို့မရသေးဘူးလေနောက်ထပ်ရှင်းစရာတွေရှိနိုင်ပါသေးတယ်ဆိုပြီးမှလည်းပြောထားတယ်ပါနော်အဲ့တော့မိုင်းပေါင်းအလုံး2000ကျော်တော့ရှင်းထားပြီးတဲ့အခြေအနေဖြစ်ပါတယ်နော် ကဲကျွန်တော်ဒီနေ့မှာသတင်းဗီဒီယိုလေးနည်းနည်းများတဲ့အတွက်ပဲเนาะသတင်းဗီဒီယိုတစ်ခါတော့လိုက်ပြီเนาะပထမအဆုံးသတင်းတစ်ပုဒ်ကတော့ဘိုးကြီးညမျိုးစင်ကဒီမှာကာကွယ်ရေးတပ်ဖွဲ့တွေကိုဒီជីကာအုပ်ချုပ်တွေတက်စင်နေတဲ့ဗီဒီယိုဖိုင်လေးတိုးလေးတို့ချက်တော့ကြည့်လာအောင်เนาะဒီနေ့ကျင်းပါတယ်ဒီဘူတာစီယိုယန်ယူတမနှစ်တောင်မူခိုင်ဆောင်းလိုင်းရေးစစ်တီတော်များနဲ့မာမိတ်တပေါင်းစုဒီကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုပြည်သူ့ရဲ့စစ်ကူမြစ်တာဖြစ် ပြည်သူများကတတ်ဆင်ပေးရတဲ့ဒီကောင်အုပ်ထုပ်အလုံး40ကိုပြည်သူကိုစားလည်းရောက်တတ်ဆင်ခွင့်ကုညီခွင့်ရတဲ့အတွက်ကြောင့်အားအနေနဲ့ဝန်သာကွန်ပျူတာဦးစွာပြောချင်တယ်ပြီးတော့အဖိုးနဲ့ကထိုက်တန်လာတဲ့ပြည်သူချစ်တော်ပြည်သူသားနိုင်ငံသားပြည်သူစစ်သားတွေစစ်စစ်တွေကိုတွေ့မြင်ခွင့်ဝတိလေးရောက်နှုတ်ဆက်ခွင့်ရတဲ့အတွက်လည်းဘုံယူကြောင်းသတ်ပြောချင်တယ်အခု ဒီဂျီကာဟုတ်ထုတ်အလုံး40ကိုနုံ40နော်ရေဘော်လိုဆင်နွှဲနေတဲ့တရားတော်စစ်အပိတိုင်အောင်ပွဲရသည့်အထိဆင်နွှဲနိုင်စေဖို့ရေဘော်လိုအားလုံးအသက်အန္တရာယ်ခင်းကင်းနဲ့အောင်မြင်ခြင်းပန်းနိုင်ခြင်းကိုရောက်အောင်သွားနိုင်စေဖို့ဤသူရဲ့စစ်ကူမြစ်တာဖြစ်အမေရိကန်နိုင်ငံမှာရှိတဲ့စုံရီဖောင်ဒေးရှင်းဖွဲ့ဝင်မြန်မာနိုင်ငံဘွားတိုင်းသားတွေထိုင်းနိုင်ငံမှာရောက်ရှိပြီးတော့အလုပ်လုပ်နိုင်နေတဲ့လူငယ်မောင်မယ်များနဲ့ဖွဲ့စည်းထားတဲ့ ဘန်းဘန်းပြိုးလက်အဖွဲ့ဒီအဖွဲ့တွေကပေးဖို့လူဒနာတဲ့အုပ်ချုပ်တွေအပြင်ဒီကြားမြစ်တာရှင်ပြည်သူတွေပေးဖို့တဲ့အလူငွေတွေစုဆောင်းပြီးဟာဟာလာရောက်ဆက်ဆင်ပေးတာဖြစ်တယ်ဆိုတော့ရဲဘော်တွေရဲ့အကြောင်းကိုအခုပြည်စီကျေရရဲဘော်တို့ဟာဒီလိုကြီးကအုပ်ချုပ်ဆိုတာကိုလုံးဝမဝစ်စင်ခဲ့ဘူးပဲတိုက်ပွဲလီလီအောင်ပွဲတွေစင်နွဲအနိုင်နှွဲခဲ့ကြတယ်လို့သိရတဲ့အကြောင်းပို့ပြီးကိုယူတယ် ဒီလိုအသက်ကိုကယ်ပေးနိုင်တယ်ဆိုတော့ជីကအုတ်ထုတ်တော့မပါဘဲနဲ့ရဲဝင်းနဲ့ရဲရင်နဲ့တောင်မြောက်တဲ့ညညွတ်တဲ့တိုက်ပွဲတွေကိုဒီဘောလို့ဆင်းရဲနိုင်ခဲ့တဲ့ကဲနော်ជីကကိုကမတက်ဘူးအနေနဲ့အခုဆိုရင်ဥကောင်းကိုတော့ပစုံတရားကာကွယ်ပေးနိုင်စွမ်းရှိတဲ့အုတ်ထုတ်တွေလောက်ရှိလာတာမို့လို့ပုံပြီးစီရေးစွမ်းရည်ယုံကြည်စိတ်ဒီသူရဲ့မြေတောင်ကိုခြုံထားရတဲ့အတွက်ကြောင့်ရာသောစစ်ကိုနိုင်ကိုနိုင်မယ်ဆိုတဲ့အောင်စိတ်ပုံပုံထက်တန်လာလိမ့်မယ်လို့ယုံကြည်တယ်အဲ့တော့ ရဘတော်အနေနဲ့ညီသူစစ်သားတော်လိုင်းရေးတပ်သားကြီးတွေအနေနဲ့မြင့်မြတ်တဲ့တမားပြေးတာဝန်ကိုအသက်ခံတာဘဝပေးဆက်ပြီးမိမိနိုင်ငံမိမိလူမျိုးမိမိရဲ့နောက်မျိုးဆက်ကောင်းစားဖို့အတွက်စွန့်လွတ်စွန့်စားပေးဆက်နေတဲ့မြင့်မြတ်သောလူသားစိတ်ကိုအတူဂုံပြုတယ်ချီးကျူးတယ်တန်ဖိုးထားတယ်ရဘတော်ရဲ့အသက်ရဘတော်ရဲ့စိတ်ဓာတ်ဟာဘယ်သူနဲ့မှအစားထိုးလို့မရအောင် မြင့်မြတ်သူတွေဖြစ် ကျန်လိုက်ပါလေနော်မကျုံဟောကုန်းတင်ကြန်လိုက်ပါဖြစ်တယ်အဲ့တော့ရဘလိုနေနဲ့အခုစင်နွဲနေတဲ့ဖက်စစ်ချိန်မုံရေးစစ်ပွဲကြီးကိုတရားတော်စစ်ကြီးကိုရဘလိုနေနဲ့ဒီတော်စုသားစိတ်သက်ရင့်ကျက်သောနိုင်ငံသားတယောက်ရဲ့စိတ်သက်အောင်ပွဲကိုဘာကြောင့်ဘလို့တည်ဆောက်ရမယ်ဆိုတဲ့စိတ်ဆက်သေးချာသောတော်လန်ရေးစိတ်သက်ဒါရီနဲ့တူစင်နွဲနိုင်လိမ့်မယ်လို့ယုံကြည်တယ်။ဒါတော့ဘုန်းကြီးမျိုးစင်ရှင်းလင်းစစ်မြေနဲ့ပြန်သွားယူပါ ခြေကောက်တွေတက်ဆင်နေပြီးတော့ဖိုင်တွေဖြစ်ပါဒီမှာဆိုရင်အားလုံးတွေ့နေရတာเนาะလူငယ်တွေပဲဖြစ်ပါအာနာသိမ့်မှုကြောင့်ပါเนาะခုချိန်ဆိုရင်လူလူငယ်တွေကဒီတနက်တွေကင်ပြီးမတော်လနေရတဲ့အခြေအနေဖြစ်ပါကဲကျွန်တော်တို့ကြည့်ရမယ့်သတင်းဗီဒီယိုကတော့ကြက်ဖက်မင်းအောင်လိုင်ရပါတော့ဒီရုရှားနဲ့တွေ့တဲ့ခီးစဉ်မှာမြန်မာနိုင်ငံကိုပေါ့နော်သူတို့လာပြီးမှရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်ထားတဲ့အပြင်မြန်မာနိုင်ငံမှာတကယ်ပဲရှိတဲ့တန်ရန်ဇာတ်တွေကိုဒီရုရှားကိုထုတ်ရောက်ဖို့ပေါ့နော်ဘလို့ chance တည်တယ်ဆိုတဲ့ဟာကိုကျွန်တော်တောင်းပြီးမှကြည့်ကြအောင်နော်သူပါလိပြောတာမြန်မာနဲ့ရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံက ယုံကြည်စိတ်ချတဲ့ရင်းနှီးတဲ့မုစေကောင်းနိုင်ငံတွေဖြစ်ပါတယ်ရုရှားနိုင်ငံကကမ္ဘာမြောက်ချမ်းမှာ အရှိနေတော့ဒါရှီလားစွာဟာဒီအရှိအဆိုလေအာရှဒေသနေပြီးအနောက်ဘက်ဥရောပဒေသတိဒါကျယ်ပြန့်စွာရှိတဲ့ဒါမဟာအင်အားကြီးနိုင်ငံတခုဖြစ်ပါတယ်ပထဝီနေထားရလေအရေးပါတဲ့နိုင်ငံတခုဖြစ်သလိုနိုင်ငံတကာနေစိတ်ဝင်စားမှုရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်ဘလောက်ပဲအလားဒီရုရှားနိုင်ငံရဲ့ဒီဖြစ်ထွန်းအောင်မြင်မှုတွေကို ဟိုတက်ခိုက်နေပြီရုရှားနိုင်ငံရဲ့ကြိုးပါချမ်းသာမှုနဲ့ဤပညာတွေကိုတော့ဘလို့မှသူတို့နှိမ်နှင်းလို့ရမှာမဟုတ်ပါဘူး။ဒါကြောင့်ခင်ဗျားတို့ရဲ့ခင်ဗျားတို့ရဲ့ကြိုးပါမှုနဲ့ညောပြောသေးရနော်။ဒါကြောင့်ခင်ဗျားတို့ရဲ့ကြိုးပါမှုနဲ့ဤပညာတွေကိုကျွန်တော်တို့အာရှဒေသမှာလာရောက်ဖြန့်ကျက်ပြီးဆောင်ရွက်စီလို့တယ်။ဒီအခွင့်အရေးကိုမြန်မာနိုင်ငံခင်ဗျားတို့ကျွန်တော်ပြီးချင်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာယူနီဆိုရှယ်ရောင်းစားတယ်နော်။ဒါရောယူနီမြုံနှံဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်။အဲ့ဒါ ဒီရုံးကြီးရင်းနှီးမြှုပ်နှံမှုမလုပ်ခင်မှာမြန်မာနိုင်ငံအခြေအနေကိုလာကြည့်ပါဒီမှာလာတဲ့အဆင်ဖြစ်တဲ့နေရာတွေလာတဲ့မြန်မာနိုင်ငံပါလာတဲ့အဖွဲ့တွေကမြန်မာနိုင်ငံကိုကိုးစားပြုပြီးလာတဲ့လူတွေဖြစ်ပါတယ်မြန်မာနိုင်ငံကိုခင်ဗျားတို့လာမယ်ဆိုရင်မြန်မာနိုင်ငံသားတွေရဲ့ပဂရိအခြေအနေကိုလည်းဒီတဲ့ပုံပြီးသိရှိမှာဖြစ်ပါစီးပွားရေးလုပ်တဲ့အခါမှာလည်းဒါခင်ဗျားတို့စီးပွားလုပ်တယ်ဆိုတော့စီးပွားလုပ်တဲ့အခါမှာလည်းဈေးကွက်ကိုကျွန်တော်စဉ်းစားပါတယ်မြန်မာနိုင်ငံလူတွေ90သက်သားမှရှိပါတယ် ဒါပေမဲ့မြန်မာနိုင်ငံပတ်ပတ်လည်မှာရှိတဲ့နိုင်ငံတွေရဲ့လူဦးရာနှိဘီလီယံကျော်3ဘီလီယံနီးပါးလောက်ရှိပါတယ်။အာဆီယံ10နိုင်ငံပြင်ဟဲ့အင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံအိန္ဒိယနိုင်ငံနဲ့လူဦးရေများပြားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကမြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ဒါဒီနိုင်ငံတွေကိုခံရလို့ရဲ့ထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီးဘလို့ဘလို့ခံရလို့ဈေးကွက်ရှာမလို့ဆိုတာလေစဉ်းစားဖို့အာပါရတော့တော့ကိုကကိုရောစီပိုင်းလုပ်မှုမရှိဘူးသူများလျှောက်ခေါ်နေနော်စဉ်းစားမယ်ဆိုရင်တော့ပိုပြီးကောင်းပါလိမ့်မယ်တခုကတော့မြန်မာနိုင်ငံက ဘာမှရှိတဲ့အဲဒီဒီဒီဘာဝထောက်ကွန်ပစ္စည်းတွေအခြေခံပြီးထုတ်လုပ်တဲ့အဲတိုင်ပူးမီပစ္စည်းတွေထုတ်လုပ်ခြင်းလုပ်ငန်းအဲ့တော့ခင်ဗျားတို့နိုင်ငံကနေဓာတ်ရိုက်လာပြီးတော့မှ investment လုပ်ပြီးတော့မှခင်ဗျားတို့ဤပညာနဲ့ခင်ဗျားတို့ပစ္စည်းတွေထုတ်လုပ်ပြီးတော့မှအဲသွားတဲ့လုပ်ငန်းဒီနှစ်ခုလုံးကိုမြန်မာနိုင်ငံမှာလာလုပ်မယ်ဆိုရင်ကျွန်တော်ပြောရပါတယ်မိုးချအကျိုးရှိပါလိမ့်မယ်လက်မနေ့ကလည်းစူရတို့တမရာကြီးနဲ့ကျွန်တော်မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေပေတဲ့ပတ်သက်ပြီးတော်တော်များများဆွေးနွေးတဲ့သဘောတူညီရဲ့ရယူခဲ့တာလည်းရှိပါတယ် လက်ရှိကြုံတွေ့နေရတဲ့တချို့သက်ခက်ခဲတွေကိုခံရတဲ့ခေါင်းထဲမှာသိမထည့်ပါနဲ့ဒါလည်းတင်ကားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီပူပေါင်းဆောင်ရွက်ခြင်းအပြင်ဒီအခက်ခဲတွေကိုအောင်းလုံးကျော်လာနိုင်မှုတွေကျွန်တော်ယုံကြည်ပါတယ်အရေးကြီးတာတော့လှုပ်ရှင်နေဆိုတဲ့လှုပ်မယ်ဆိုတဲ့တန်သေးတာစိတ်ပဲဖြစ်ပါတယ်ဒီတော့ကြောင့်မိတ်ဆွေရုရှားနိုင်ငံသူနိုင်ငံသားများနဲ့လုပ်ငန်းရှင်အားလုံးကိုကျေးဇူးပါကြောင်းကျွန်တော်ပြောလိုပါတယ်လိုအပ်လို့ရှိရင်လည်းမြန်မာနိုင်ငံမှာကျွန်တော်ကိုယ်နဲ့ခံရုံးနဲ့ထပ်တွေ့ပါမယ် если понадобится, я буду, я готов встретиться в нашей стране с вами. Спасибо вам большое. Окей, чай, дай мне, မမပြောတိုးတက်အောင်တော့သူစူးစမ်းနေတော့မရှိဘူးတခြားနိုင်ငံကလူတွေခေါ်လာပြီးမှစီးပွားရေးလုပ်ခိုင်းနေတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့ဘာပဲပြောမမရှိတဲ့တာယန်ဇာတ်တွေကိုဘယ်လိုထိုးရောက်မလဲဆိုတာပဲကျွန်တော်စိတ်ပူအောင်ဖြစ်ပါတယ်နော်ဒီမင်းအွန်လိုင်းအုတ်ချုပ်နေသေးရတာမလွယ်ပါဘူးတော့အကုန်ပြောင်းမဲ့အခြေအနေမှာရှိပါတယ် ဲ့တော့မင်းအောင်လိုင်ကအခုချိန်မှာဆိုရင်ရုရှားသမ္မတရဲ့တပ်တွေ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးသူတို့ဘက်မှာတော်တော်လေးကိုပါနော်ကြီးကြီးကျယ်ကျယ်ကိုအဝေးခံနေကြဖြစ်ပါရဲ့နော်အဲ့တော့တရုတ်ကသမ္မတကဒီမင်းအောင်လိုင်ကိုလည်းခေါ်တွေ့တာမရှိဘူးပေါ့နော်အဲ့ဒီအတွက်ဒီတရုတ်သမ္မတကိုပေါ့နော်ဘယ်လိုမျိုးဖောက်ထုတ်နေလဲဆိုတော့တစ်ချက်လောက်ကြည့်ကြရအောင်နော်ပုံမှန်လေလုတ်ကြတယ်သူတို့မြေဆိုးပဲလုတ်စီကမှုကဘာဖြစ်သွားလဲဆိုတော့သူတို့ကဘယ်လိုပဲလုတ်လို့ပါနောက်ဆုံးတော့ဒီပုံရိပ်ကတော့ဒီပုံရိပ်ကတော့ကမ္ဘာလုံးပြန်သွားပါပြီ။ဘိုလ်ဂျုံကြီးရဲ့ရုရှားနဲ့ဘယ်လာရုစ်ခီးစဉ်ပုံရိပ်ကြီးကတော့ကမ္ဘာလုံးကိုပြန်သွားပြီ။သူက UNG မကလို့ပဲ UNG ရဲ့ဘိုးတွေပဲ။အော်အော်။ဒါဘိုလ်ဂျုံကြီးရဲ့ဒီခီးစဉ်ကတော့ ဘာပဲပြောကမ္ဘာလုံးမှာတော့လူစိတ်ဝင်စားမှုရှိသွားပြီကမ္ဘာနဲ့ရှိစိတ်ဝင်စားတယ်လို့ပြောရတာဘာလို့လဲဆိုတော့ထိုင်းလိုနိုင်ငံလဲစိတ်ဝင်စားတယ်အမေရိကလိုနိုင်ငံလဲစိတ်ဝင်စားတယ်ဘာကြောင့်လဲဆိုတော့ဘုံကျမှုကြီးရဲ့ဒီခီးစဉ်ရဲ့ခြေလှမ်းတွေကဘယ်လိုလှမ်းနေရလဲဘာလို့ချင်နေရလဲဆိုတော့ပြီးတော့ဘာလို့ကြာမှာလဲဆိုတော့သူစုံစမ်းမှုတွေရှိကြတယ်ပြီးတော့ပို့ပြီးတော့ဟိုစိတ်ဝင်စားမှုကောင်းသွားတာကတော့ရုရှားသမ္မတကိုလည်းလေးလေးစားဆက်ဆံလာတာကိုတွတ်တွေ့ရတယ်တန်းတူဆက်ဆံလာတယ်လေးလေးစားဆက်ဆံလာတွေ့ရတယ်ဒီနေရာမှာလေးလေးစားတန်းတူဆက်ဆံသေးတာကရက်တရုတ်ပဲကျွန်တော်တို့အိန္ဒိယတရုတ်နိုင်ငံကတရုတ်သမ္မတရှီချင်းမင်းကမြန်မာကောင်းဆောင်ကိုသူကအထင်သေးတာလားဒါမှမဟုတ်သူဘာလဲမြန်မာကောင်းဆောင်တမင်ကိုသူကဟိုအစ်စ်နှိမ့်နေတာလားတော့မသိဘူးကျွန်တော်တို့တော့အဲ့လိုလည်းမခံဘူး ရုရှားလိုနိုင်ငံတော်တို့လိုမျိုးအဆက်တူဆက်ဆံပြီးဆိုရင်တရုတ်လိုနိုင်ငံဆက်ဆံဖို့လိုအပ်တယ်။အဲ့လိုမဆက်ဆံရင်ဒါတရုတ်ဟာအင်းဒီချင်းချန်စီကိုကပ်ပြီးတော့ဒရီမကောင်းဘူးလားလို့ကျွန်တော်မေးရအောင်ဖြစ်တယ်။ဟုတ်တယ်ချန်စီကိုကပ်ပြီးတော့အင်းဒီချင်းဒါပေမဲ့ဒရီမကောင်းတာလားလို့ကျွန်တော်မေးရအောင်။ဘာလို့ဒရီမကောင်းလဲဆိုတော့ခင်ဗျားဟိုရုရှားလိုနိုင်ငံသမ္မတပူတင်တော်ဒီလိုခေါ်တဲ့အချိန်မှာတရုတ်ကကျွန်တော်တို့ကိုကောင်းဆောင်ဖို့ဒီလိုမျိုးမခေါ်ဘူးဆိုတာဟာရှင်းရှင်းပြောရရင်တော့ အင်ဂျင်ချန်စီကိုကပ်ပြီးနောက်ကျတော့တိုင်းတို့ကိုကြိုးစားနေရတာတော့မေးရအောင်ကျွန်တော်တို့ကမလုပ်တာလေဒီကကျွန်တော်တို့ကျွန်တော်နိုင်ငံကောင်းဆောင်အဆင့်ကိုသူကလေးစားဆက်ဆံခြင်းစိတ်မရှိတာလားလို့မေးကုန်မေးရအောင်ဖြစ်တယ်။သူပြောရတော့တချို့ပြောရအဝင်းချုပ်နဲ့တွေ့ရတာလို့သူမေးအဲ့ဒါ state visit အဆင့်မဟုတ်ဘဲနဲ့သူက foreign သို့မဟုတ်ဒီဒီဒီ meeting body ဒီဒီဘာခေါ်လဲဆိုဟိုနိုင်ငံကောင်းဆောင်ဆွေးနွေးပွဲနဲ့ဆွေးနွေးပွဲပုံမှန်ဆက်ကျမရဲ့ဆွေးနွေးပွဲဖိတ်တာပဲရှိတာ state visit ပုံမှန်ဖိတ်တာဒီကိုမလုပ်သေးတာအဲ့တော့တရုတ်စုကအနေနဲ့ ဟိုတရုတ်ဆိုတာတရုတ်တိုင်ဝမ်မြန်မာပြောချင်းတရုတ်ကတာဝန်တာဝန်ရှိသူတွေနေတယ်သိဖို့လိုတာကခင်ဗျားတို့လုပ်နေတဲ့ပုံစံကခင်ဗျားတို့ခေါင်းဆောင်လုပ်နေတဲ့ပုံစံကနှစ်နိုင်ငံရဲ့ချစ်ချင်ကိုထိခိုက်စေတယ်ဆိုတော့မမေ့ဘူးလို့လေဟိုအဝေးကြီးကဘယ်လာရုစ်လိုရုရှားလိုနိုင်ငံတွေကတော့ဒီကိုနှံ့ဖိတ်ပြီးတော့နိုင်ငံခေါင်းဆောင်ကိုတေချာဖိတ်တယ်ဆိုတာခင်ဗျားတို့ကလည်းစဉ်းစားဖို့လိုလာပြီးလို့ပြောချင်တာနောက်အိန္ဒိယလည်းလာလို့ပဲအိန္ဒိယလည်းဖိတ်ဖို့လိုတယ်ဒါပေမဲ့မဖိတ်သေးတာကတော့ကျွန်တော်စောင့်ကြည့်ရတာပေါ့ထိုင်းလည်းလာလို့ပဲအိန္ဒိယနိုင်ငံတွေကမဖိတ်တာပြဿနာရှိတယ်ဒါကဘာလဲဆိုတော့ဒါကဘာလဲဆိုတော့တန်တမန်ကြီးကအရာမင်းတို့အတိမပြုတ်ချင်ဘူးဆိုโอเคမင်းတို့မပြုတ်လဲငါတို့ကလည်းကြီးဥဆိုင်ဘူးကွာဒါပေမဲ့မင်းတို့ကငါတို့အိန္ဒိယချင်းခေါင်းဆောင်ဆိုတာတက်တည်ပြချင်ရင်တော့ တနည်းပဲကျွန်တော်လည်းဆိုတာမျိုးဒီဘက်ကပုံစံကြီးဘက်ကစောင့်နေရတဲ့ပုံရှိတယ်ဒါလိုလည်းရှိတယ်ဒါတော့စောင့်ကြည့်ကြတာပေါ့ဗျာဆိုတော့တခါကျရင်ကျွန်တော်တို့ကမိတ်ဆွေကောင်အင်းကြီးကောင်ချန်စီကိုကန်နေလို့အင်းကြီးချင်းကောင်လို့ထင်ကောင်းထင်ရမယ်တခါတရံကြရင်အဲ့ဒီလူတွေကကို့နောက်ကျထားတဲ့သူတွေကောင်တွေမဖြစ်ဘူးလို့မပြောနိုင်ဘူးကဲကြတဲ့အတိုင်းပေါ့နော်ခုဆိုရုရှားတမနာဒီပူတင်ကခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးသူတို့ကတော်တော်လေးကိုမြောက်ချမြောက်ချဖြစ်နေကြပါတော့။တစ်ဖက်မှာလည်းမေအောင်လိုင်ကအရေးချင်းမရှိမှသိရတဲ့အတွက်ဒီတရုတ်တို့အိန္ဒိယတို့ကသူ့ကိုမခေါ်ကြပါဘူးနော်။အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုချိန်မှာဆိုရင်ဒီအိန္ဒိယပါနော်။အဲ့ဒါကတော့ A နဲ့တကွာဒီ တော်လိုင်းတက်တွေကိုဘယ်လိုမျိုးထောက်ဖို့နေလဲဆိုတာကိုပြောထားတဲ့ကြော်စိုးဦးရဲ့ဗီဒီယိုတစ်ချက်ကြည့်ကြအောင်နော်။ဟာကျွန်တော်တို့ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့အပါဝင်ရခိုင်လက်နက်ကိုင်အဖွဲ့တွေကိုဒါရခိုင်ကတော့ကျွန်တော်တို့တဝိုက်သောနည်းနဲ့ထောက်ဖက်မလားဆိုပြီးကျွန်တော်တို့တတိလာစောင့်ကြည့်လာပါတယ်။တိုးတော်လည်းပဲဒီအမှာတို့အနေနဲ့ဒါဒိုက်ရိုက်ဒိုက်ရိုက်ပေါ်ပေါ်တင်းတွေကိုထောက်ပံ့နေတာတွေ့ရပါတယ်။အဲ့ဒါကပြီးခဲ့တဲ့ဒီဖေဖော်ဝါရီလ25ရက်နေ့ကချင်းမီနယ်ကောင်စီချင်းမီနယ်ကောင်စီပါမယ်။ပြီးရင်ကျွန်တော်ချင်းရဲ့ဂျာကာလာချင်းမျိုးသားအတိုင်ပင်ခံကောင်စီဒီကောင်စီတခုကိုပူးပေါင်းပြီးတော့ဒါချင်းမျိုးသားကောင်စီမြင်းနဲ့ဖွဲ့စည်းလိုက်ပါတယ်။ဒီလက်ရှိမှာ လက်ရှိမှာကျွန်တော်တို့ရခိုင်လက်နက်ကိုင်ဖွဲ့ A ရဲ့ခေါင်းဆောင်ပိုင်းတွေကဒီမီဆိုရန်ပြည်နယ်မှာကျွန်တော်တို့စေဝါကူတာနေရရှိပါတယ်တနည်းအားဖြင့်ဦးလာဆော့ပါဦးလာဆော့ကလက်ရှိဒီမီဆိုရန်ပြည်နယ်မှာစေဝါကူတာမှုခံယူနေရဆက်ဖြစ်ပါတယ်ထို့တူပါပဲဒီမီဆိုရန်ပြည်နယ်ကမီဆိုရန်ပြည်နယ်ကိုအခြေပြုပြီးတော့အာမီဆိုရန်ဝင်ကြိုးရဲ့ဥဆောင်မှုနဲ့ချင်းပြည်နယ်အတွင်းထဲကိုကျွန်တော်တို့ရိတ်ခါတွေဆက်သုံးစီတွေစေဝါတွေထောက်ပံ့ပေးနေတာတွေပြုလုပ်နေတယ်လို့ပါပဲတစ်ဖက်မှာကျွန်တော်တို့ဒါရခိုင်ပြည်နယ်အထိဒါမီဆိုရန်လမ်းကြောင်းကနေပြီးတော့တောက်လျှောက်ဆက်သုံးစီစေဝါတွေရိတ်ခါတွေပံ့ပိုးပေးနေတာဖြစ်ပါတယ်အဲ့တော့တနည်းအားဖြင့် ဒီလိုကိစ္စကိုဒါအိန္ဒိယဘိုးအစိုးရကထိန်းချောင်းမှုမရှိဘူးဆိုရင်ဒီပြဿနာကမြန်မာနိုင်ငံမှာဖြစ်နေတဲ့လက်ရှိဒီတွင်ပြည်ပကကိုပြည်တွင်ပြည်ပကကိုအရှိန်ဟောင်းကောင်းအောင်အရှိန်ဟောင်းကောင်းလာဖို့အတွက်ဒါအိန္ဒိယဘိုးအစိုးရကဓာတ်ရိုက်မီးမောင်းထိုးပြနေတာတနည်းအားဖြင့်ဒါမီးလောင်ရလေပိတ်နေရလည်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အိန္ဒိယအစိုးရအနေနဲ့မြန်မာနိုင်ငံ တည်ငြိမ်မှုကိုလိုလားတယ်ဆိုရင်တော့ဒါဒီလိုမျိုးအရာတွေကိုကျွန်တော်တို့ထိန်းချောင်းပေးနိုင်မှုလို့ပါလေအဲ့တော့ဒီပြည်နယ်အစိုးရအဖွဲ့ကအလုပ်တာကိုကျွန်တော်တို့ဘိုးအစိုးရကမသိစရာအကြောင်းရှိပါဘူး။ဘာကြောင့်လဲဆိုတော့အိန္ဒိယကတကယ်ကိုကျွန်တော်တို့ထောင်လိုင်းနဲ့ပတ်သက်ရင်တကယ်ကိုကျွန်တော်တို့ကမ္ဘာမှာတကယ်ထိတ်တန့်ထိတ်တန့်နိုင်ငံကြီးပါ။ထို့သူပါပဲအိန္ဒိယရဲ့ကျွန်တော်တို့ဒါအုပ်ချုပ်ရေးရန်ကြီးကလက်ပတ်ပုံကလည်းဒါဘိုးအစိုးရမသိစရာအကြောင်းရှိပါဘူး။ဒါကြောင့်ဒီချင်းတွေကတော်လေးကိုကျွန်တော်တို့ဒါစိတ်ဝင်စားဖို့လည်းကောင်းပါလေ။ ကဲဒါတော့ကျော်စွဲပြီးဖြစ်မှာเนาะကြားရတိုင်းပဲတရုတ်နဲ့အိန္ဒိယကတော့ဒီဖုတ်လေတယ်ပြီမရှိဘောเนาะဒီမင်းအောင်လိုင်းကိုအခုပူတင်ကလည်းသူကခေါ်တာတော့သူကချားတော့မဟုတ်ဘူးเนาะသူကအကြံရှိလို့ခေါ်တာဖြစ်ပါလိမ့်မယ်เนาะအဲ့တော့သူ့ရဲ့အချိုးမြက်ရှိလို့မင်းအောင်လိုင်းကိုခေါ်လိုက်တာဖြစ်တယ်မင်းအောင်လိုင်းကလည်းအသင့်ပေါ့เนาะစီဗလင်းခါးချားထိုးပြီးထွက်သွားတာဖြစ်ပါတယ်เนาะအဲ့တော့ဘာဒီဘလို့ပေးခဲ့ပြီးတော့တိုက်ပြီးရတာဘယ်လောက်ထိပေါ့เนาะပါသွားမလဲဆိုတာပဲကျွန်တော်တို့စိုးရိမ်နေရတာဖြစ်ပါတယ်เนาะကဲခုဆိုရင်ဂျပန်စစ်တပ်ထဲမှာပေါ့နော်ဒီစစ်တပ်နဲ့ရဲနဲ့ဆိုရင်ရဲတွေကဘာမှခန်းစားခွင့်မရှိဘူးပေါ့နော်အခုရဲ တကယ်ဘိုးတော်ကြီးတယောက်ကခုဘာတွေပြောလဲတစ်ချက်တစ်ထောင်ကြည့်အောင်နော်ကျွန်တော်ရာလူရတက်ကအဲတက်ချက်လုတ်တဲ့တက်ချက်တစ်ထောင်တက်ကောင်မှာဟောက်ကုန်လေရတာတင်းငယ်ကိုရတော့မယ်နော်ရတက်ဖွဲ့မှာရာလူကိုစကဲတကယ်ဝယ်ယူရတယ်နော်ဝယ်ယူရနော်ဘူးနေရဝယ်ယူရတယ်ဟောစကဲဘူးနော်ရာလူဝယ်ရလူကိုကြိုက်တယ်လူကိုမကြိုက်ဘူးငူကိုကြိုက်တယ်လူတွေက ်ထက်လူကြီးတွေကနေရာတွေစကမ်းမှုတွေနေရင်းတွေရေရင်းတွေနေရာကိုဝင်လဲဝဲပြီးတော့ရောင်းသွားကြတယ်။နော်ကျွန်တော်ဆိုတက်ကြလုပ်တဲ့18နှစ်ဆက်ချက်ရှိပါပြီ။နော်ယာတို့ကိုလည်းဝယ်ယူရတယ်။ကျွန်တော်ညီမနိုင်ငံရဲ့တပ်ဖွဲ့မှာအဲ့လိုဖြစ်ပြနေတယ်။ဒါမဲ့ဒီလိုသိရအောင်လို့ကျွန်တော်တင်ပြတာပါ။ကျွန်တော်တိတော့ကနေပြီးတော့ကျွန်တော်ရိုက်ပြီးတော့လူကြီးတွေသိအောင်ကျွန်တော်ပြောပြတာပါ။ နော်ကျွန်တော်အောက်ထည်ငယ်သားတွေမှာဘလော့ခံသားရတယ်။ဟုတ်ကဲ့။ဒဏ်ရီရတယ်။နိုင်ငံတော်ပြည်တဲ့နှစ်သိမ့်ထား။နော်ကျွန်တော်တို့ကျွန်တော်တို့ကမိသားစုတွေရှိတယ်။ကျွန်တော်ရှမ်းမြောက်ကနေတော့စစ်ပွဲတွေဖြစ်လာလေဒီလိုစစ်ဘေးဒုက္ခတွေရှောင်လာရတယ်။နော်မိသားစု꽌ပြဲတဲ့ရွေးပြားနေရတယ်။ကျွန်တော်ဒုက္ခရောက်တယ်။နော်ရာရှိတွေစကမ်းမှုတွေထက်လူကြီးတွေเนาะ ကျွန်တော်တို့ဘာမှပြန်မကြည့်ဘူးနေကြပြောကြတယ်နော်ကျွန်တော်ရပိုင်ဝင်လဲဘာမှမရှိဘူးလုပ်ပိုင်ဝင်လဲဘာမှမရှိဘူးစိုက်တော့ဒီတစ်ခွက်ရောက်တယ်မြောက်တကွေးရနေရတယ်အခုတွဲပဲနဲ့ကျွန်တော်တို့တာဝန်ထမ်းတော့နေရတယ်အင်းနော်တိအောင်လို့ကျွန်တော်ပြောပြတာပါဟုတ်တယ်ပြောပါမှာလေပတ်သက်ပြီးဝယ်ယူရတယ်နေရာပတ်သက်ပြီးဝယ်ယူရတယ် ကဲဒီမှာနော်မာတက်ကတော့မာတကြိုင်ခွန်သားရောက်နေပြီနော်အခုချိန်တက်ချက်အစ်စ်နေဘာရောမတို့လို့ဟိုမှာသူ့အဘတွေကိုလောင်ထားတဲ့ဗီဒီယိုဟာဖြစ်ပါတယ်နော်ဒါမျိုးဟာတွေအများကြီးရှိမှာပေါ့နော်အဲ့တော့သူပြောသလိုပါပဲစစ်တပ်တွေဟိုမှာဆိုအဖားကောင်းတဲ့လူဝယ်တကယ်ပေါ့နော်ဒီနေရာတွေဝယ်တတ်တဲ့ဝယ်နိုင်တဲ့လူတွေကြမှာပဲသူတို့နေရာရတာဖြစ်ပါတယ်နော်မင်းအွန်လိုင်းကိုရီးယားလည်းအဖားကောင်းလို့နေရာရထားတဲ့လူကျွန်တော်သတင်းကြားပါတယ်နော် ကဲကျွန်တော်တို့ထပ်နောက်ထပ်မယ့်သတင်းကတော့ဒီချောင်းပါပေါ့နော်ခီးတဲ့တင်ဘက်စကားပေါ်မှာဒီအချမ်းမဲအောင်လိုင်းဖွဲ့ရရပါတော့ဒီပြည်သူကိုတစကံလုပ်ပြီးတော့တက်တက်တင်နဲ့ပြစ်ခတ်တဲ့အမှုမှာပြည်သူတွေတိုက်ဆုံသွားတဲ့သတင်းနဲ့ပတ်သက်ပြီးတော့နော်အခုဆိုရင်သတင်းပန်တွေထွက်လာဖြစ်ပါတယ်နော်အဲ့ဒီဘက်စကားကိုဒီကားဝေးတစ်ဖွဲ့ဒီရင်ပြစ်တာမဟုတ်ဘဲနဲ့အချမ်းမဲအောင်လိုင်းရပါတော့လူသားတိုင်းပြုတ်လို့ပြီးမှာပေါ့နော်ဒီကားပေါ်မှာရှိတဲ့လူတွေလူသားတိုင်းပြုတ်လို့ပြီးမှာစစ်တိုက်တဲ့အတွက်ဒီလိုမျိုးထိခိုက်တယ်ထိခိုက်တယ်ဖြစ်သွားတယ်ဆိုတာကိုရှင်းပြထားတဲ့ဆယ်လမစ်ကျော်ပြီးတော့ကျွန်တော်နားထောင်ကြည့်လောက်နော်စစ်တပ် စစ်နိုင်တိုက်ရွေးရလေလူသားဆန်တဲ့စိတ် လုံးဝမရှိဘူးအယုတ်တမာကုန်ပြီးဖြစ်တယ်ဆိုတော့နောက်ထပ်တပ်တွေပြချက်တစ်ခုကျွန်တော်ပြောချင်ပါတယ်မနေ့က6ဦးမုံရွာမန္တလေးလမ်းပိုင်းမှာမနေ့ကမဟုတ် sorry မတ်လ4ရက်နေ့မှာတိုက်ပွဲဖြစ်တယ်စစ်ကြောင်းကိုဖျက်တိုက်တယ်ပူပေါင်းတပောင်စုတွေအဲ့ဒီမှာစစ်တပ်ဟာ expect ကားကိုလူသားတိုင်းလုတ်ပြီး expect ကားကိုတက်ပြီးတော့အကာအကွယ်ယူပြီးအပြန်အလှန်ပြစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်ဒီလိုလုတ်ခဲ့မှုကြောင့် ကလေးငယ်တူမိခင်အပေါင်းတုံးပြီးသူလူတုံးဦးအတက်ဆုံးရှုံးရအောင်ဒီအစ်မကြီးကကားရရဲ့အနောက်ဆုံးမှာစစ်တပ်ကစစ်တပ်ပေါ်ကအရှိကိုမောင်းခဲ့ဖို့ခေါ်တယ်။စေဥစုကအကာအကွယ်ယူထားတဲ့ကားတွေကိုကားလေးတွေဖြစ်နေတော့သူတို့မလုံခြုံပါဆိုလို့ expect ကားရောက်လာအောင်ခေါ်တယ်။ expect ကားကိုတက်ပြီးပြစ်တယ်။ expect ကားတွေကားလေးတွေကာပါယူပြီးပြစ်တဲ့အခါကျတော့ခီးတိုင်ထိခိုက်ဒဏ်ရာရမှုတွေဖြစ်ပေါ်သွားတယ်။ ်လူသားတစ်တိုင်းလုတ်ခဲ့တယ်လို့ကျွန်တော်တို့တိတိကျကျပြောလို့ရပါတယ်အဲ့တော့ချောင်းဦးမြင်းမူလမ်းပိုင်းမှာလည်းဖက်စစ်တပ်ကိုတရဇက်တိုက်ခတ်ခဲ့တဲ့တပ်ပေါင်းစုတွေမနေ့ကကျွန်တော်ပြောပြီးပြီစက်ခုံနဲ့ရောက်မသာပေါ်ပြီးတည်ရင်းဆိုးတဲ့အဖြစ်တံပြားတပ်ပေါင်းကနှစ်တင်ရတယ်အဲ့ချိန်မှာကျွန်တော်တို့ဒီနေရာမှာထပ်တွေ့တာကမြောင်ပလဲစေုပ်စုအထိုင်စခန်းကနေလက်နက်ကြီးတွေထုနေပြီးတော့ဘာရာမိုတာစက်တက်လေဒီတွေနဲ့တောက်လျှောက် စ်တယ်လို့ကျွန်တော်တွေ့ရပါတယ်။ဒီ expert ပေါ်ကလူတွေနဲ့ခီးသွားပြည်သူတွေကို plan ရဲ့ပေါ်တွေကကြီကားတွေပေးဝစ်ပြီးလွတ်ရာကဲထုတ်နေတဲ့အချိန်မှာပဲဒီ setup လေကြီးတွေနဲ့ပုံကျဲချလို့ဒါတာမီနှစ်ဦးတေဆုံးသွားတယ်လို့တေဝင်တည်ရပါတယ်။ကဲချင်းရလို့နော်။အဲ့တော့မလို့အဲ့ခီးမသွားကြပါနဲ့။ဟုတ်တယ်။အပျော်တွေလျှော့ပါအပားတွေလျှော့ပါတိုင်းကြီးကကျုံဖြစ်နေပြီ။တိုင်းပြည်ဟာစစ်ဖြစ်နေတယ် ဘာမှမဖြစ်တယ်လို့စစ်တပ်ကဝါရမိုင်းတိုက်တာကိုယုံပြီးဟိုလာလာဒီလာလာမန်းရွှေဆက်တော်သွားဒီနေ့ကြားလိုက်ပြီးစွန်းမန်းရွှေဆက်တော်ဖျားပွဲမှာကွာကမယ်တဲ့မတာပေါ်ရင်တဝင်းမယူဘူးနော်ကဲစစ်ဖြစ်နေတာဖြစ်တယ်တဖက်နဲ့တဖက်ကြည်ကြီးကြီးစံတွေလက်လက်တွေဘုံတိတွေနေပြစ်ခတ်နေတာဗျာ ကဲဒါကတော့ဆရာလေးမျိုးကျော်သတိပေးတဲ့သတင်းလေးပဲဖြစ်ပါတော့အဲ့တော့အခုချိန်မှာဆိုရင်တိုက်ပွဲတွေကနေရာတော်မှဖြစ်နေတဲ့အတွက်ဒီပြည်သူတွေကလည်းမလိုအပ်ဘူးဆိုရင်ခီးတွေမသွားတာတော့တကယ်ပဲအကောင်းဆုံးဖြစ်ပါတယ်နော်ဒါအပြင်ကိုကတကယ်လို့မဆက်သားလို့သွားမယ်ဆိုရင်လည်း Champions League ကောင်စီပါတဲ့နေရာမျိုးရှိတဲ့နေရာမျိုးတွေကိုအရှောင်ရှားပြီးသွားသွားလာတဲ့နေဆိုတော့ကိုတော်လိုက်တဖွဲ့တွေကသတိထုတ်ပြန်ထားပြီးဖြစ်ပါတယ်နော်ကဲနောက်ဆုံးမှာတော့ကျွန်တော်တို့ဒီ UNG ကပေါ့နော်အခုချိန်မှာဆိုရင်ထုတ်ပြန်တဲ့သတင်းတွေနဲ့အတူသတင်းကောင်းလေးတွေကိုပြောလာတယ်ကိုစီရဲ့သတင်းလေးကိုကျွန်တော်နားထောင်ကြည့်လိုက်အောင်နော် ော်အရင်ဆုံးပြောချင်တာက IMG ရဲ့လူခွင့်ဆိုင်ရာဒုဝင်ကြီးကိုတောင်ဝင်မှာအနားယူခွင့်ပြုလိုက်တယ်ဆိုတဲ့ဟာကိုဦးမန်းဝင်းခိုင်တန်းလက်မှတ်နဲ့ဦးကြီးချုပ်လက်မှတ်နဲ့တရားဝင်စာထုတ်ပေးလိုက်ပါတယ်အဲ့တော့ကုံကဲအချိန်ကသမ္မတကြီးယာယီသမ္မတကြီးကတခါလည်းပြောထားတာရှိတယ် IMG ရဲ့နော်ဒီဝင်ကြီးဌာနတွေကအကြောင်းလဲတွေလုပ်ဖို့ပို့ပြီးတော့နော်ပြီးလို့ရှိရင်မဟာမိတ်ကိုပို့ပြီးတော့ခိုင်မောင်တိဆောက်ဖို့ပြီးလို့ရှိရင်ဒီပတ်ရောက်နေတဲ့ဝင်ကြီးတွေအနေနဲ့ပြည်တွင်းကိုပြန်လာပြီးတော့တစုတစည်းတဲ့တော်နိုင်ရေးမှာပါဝင်ဖို့တိုက်တွန်းခဲ့တဲ့နောက်မှာအခုဒီလိုမျိုးအနားယူပြုလိုက်တယ်ဒီအနားယူခွင့် ကိစ္စနဲ့ပတ်သက်ပြီးတော့ပြန်လဲပြင်ဆင်ထားတာပါဘင်းဒီကာလမှာသူကဘင်းဒီဘက်မှာတောင်းရင်ဖြစ်တဲ့အတွက်တစ်ဖက်မှာပြက်ပြက်တတတောင်းဝင်ချေပုံအောင်လုပ်ချင်တဲ့အတွက်ဒီဘက်မှာမနိုင်ဝင်ဖြစ်နေတာကိုဒါဘယ်လိုပြောမလဲယာတို့ကယူထားတယ်ဒုဝင်ကြီးနှစ်ယောက်ရှိတယ်ယာတို့ကယူထားပြီးမယ်အလုံးလုံးနိုင်စွာအပြည့်ဝမထောက်နိုင်တဲ့အပေါ်မှာတိတိဝါဖြစ်အောင်တမန်တော်ကြီးစကားနဲ့ညီညွတ်လို့ယူလိုက်တဲ့လို့ဂျာတိရတယ်အဲ့တော့ဘယ်လိုဖြစ်ဖြစ်ကြိုးကြတဲ့ခါကတော့ကျွန်တော်တို့တော်လှန်ရေးမှာခုနကပြောသလိုနေရာလိုချင်လို့လုံနေကြတဲ့သူတွေမရှိဘူးအရေးကြီးတယ်နော်နောက်တစ်ခုကပိုယူထားတဲ့တောင်းထောက်ဖို့တယောက်ဆိုရင်ထောက်ဖို့တောင်းခြင်းရတယ် အချင်းချင်းဟိုလူလက်တက်ခိုက်ဒီလူလက်တက်ခိုက်ဆိုတဲ့အရာမျိုးတွေဖြစ်နံပါတ်1အရေးကြီးဆုံးဒီထောက်ဖို့ရတောင်းပါပြည်သူတယောက်ဆိုလည်းပြည်သူကတောင်းပြီးကြည့်ရမယ်နော်ပြည်သူကဘယ်နေဟာပါမယ်ကိုကိုတိရအဲ့လိုပဲဒီအင်ဂျင်ဝင်ကြီးပိုင်းမှာဆိုလည်းဒီလိုပဲနော်တောင်းဝင်ကြီးရစပြီးတော့အတွင်းဝင်တွေအားလုံးအရာအားလုံးကကိုယူထားတဲ့အပိုင်းမှာစေတနာပါပါနဲ့ကျွန်တော်လုပ်နိုင်ရမယ်မလုပ်နိုင်ကိုယ့်ထက်လုပ်နိုင်တဲ့လူရှိလို့ရင်ဘေးကိုဖယ်နိုင်ရအောင်ဒါဟုတ်တယ်တော်နိုင်ရေးသမားအတိုင်းထားရမယ်စိတ်ကပ်ပါနော်အဲ့တော့နောက်ထပ်တည်င်းတစ်ခုကတော့ကျွန်တော်စကိုင်းမှာအောင်မောင်းဖြစ်ပါတယ် MB Radio တည်င်းကနေတင်ထားတာဖြစ်ပါတယ် ဂိုင်းတိုင်းအတွင်းရှိဂျီရွာနဲ့စက်ကစားတပ်များကိုရင်းမာပင်မြို့နယ်ပကဖလက်ရုံးတဲ့ UNF စစ်ကြောင်းနဲ့တော်လိုင်းတပ်များကတိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။စကိုင်းတိုင်းဘော်ရွာခင်ချောင်းမြို့နယ်ကဲကျွန်တော်တုံးတက်တာလေးပဲသွားထားလာပါလား။နော်အဲ့ဒီငွေတွေအားလုံးဒီဘယ်ရလာ။မင်းအောင်လိုင်းဘယ်ရဆောက်ခေါမှဂျူဂျူကဖခန်ထားတာဘယ်မှာပါဘူး။နော်ဟုတ်တယ်။ဒီခင်းသီးတက်မှာဖခန်ထားတဲ့ငွေတွေပေါ့။တိုင်းပြည်ရဲ့အခွန်ခံတာတွေဒါဟာတိုင်းပြည်တိုးတက်ဖို့အတွက်အတုံးပြုရမယ့်ငွေတွေဗျ။ ။ဒါနဲ့အဲ့ဒီငွေတွေကို UK နဲ့ Russia အလိုမျိုးနော်ပြပကကျူးကျော်လာလို့ဒီတိုင်းပြည်ဘဏ္ဍာငွေတွေနဲ့ပြန်လဲအတုံးပြီးတိုက်နေရတယ်ဖြေတာလေးတဲ့။ဒါပေမဲ့အခုဟာကသူတို့အာဏာသိမ်းတာကိုလက်မခံတဲ့ပြည်သူတွေကိုပြန်လဲတတ်ဖြတ်တဲ့နေရာမှာအတုံးပြီးဘလောက်ကြောင်မှလို့စဉ်းစားကြည့်။နော်စဉ်းစားကြည့်အဲ့လိုဟာမျိုးတွေကိုကျွန်တော်တို့ကဘာအကြောင်းနဲ့လက်ခံပေးရမှာလဲ။နော်နောက်တစ်ခုကလက်ရှိစစ်ကောင်စီဟာဘာမှသူတို့မလို့တော့ဘူးမြင်းမြင်းမြင်းမဲမဲမြင်းအကောင်လုံးကိုသူတို့ဟုတ်ချင်ပြန်မှာ။နော်လေချောင်းပြစ်ကူလာတယ်လက်နဲ့ကြည့်ထုတယ်ရွာတွေအကောင်မီးရှို့ပြစ်တယ်။ ဒီတရွာကိုစစ်တောင်းထိုးလို့နော်စစ်ကောင်စီစစ်တောင်းထိုးလိုက်လို့ရွာ၄ရွာဆိုအဲ့ဒီ၄ရွာလုံးမှာရှိတဲ့ပြည်သူအားလုံးကစစ်ဘေးရှောင်ဖြစ်လာတယ်။နော်ဒါပေမဲ့ PDF စစ်တောင်းထိုးလို့ဘယ်မှာပြည်သူမထွက်ပြောင်းသူတို့ပြည်သူတွေပြန်လွယ်လို့နော်အဲ့တော့ကျွန်တော်တို့ကနေရင်မှာလက်ရှိအကြမ်းဖက်နေတာဒီဘဒုလဲပြည်သူအားလုံးဒုက္ခရအောင်လုပ်နေတာဒီဘဒုလဲပါဇက်နဲ့ငင်းနေကြရုံနဲ့ကျွန်တော်တို့ကအဖေကိုမှန်တယ်လို့ပြောလို့မရဘူး။အဓိကကအဲ့ဒါလို့ logic တက်ကြကျွန်တော်တို့နှိုင်းရှင်တက်ကြဖို့လိုအပ်တယ်။ဟုတ်တယ်နော်စစ်ကောင်စီစစ်တောင်းထိုးလာလို့ဖွက်ပြေးတဲ့ဖွက်မပြေးရတဲ့ရွာတွေရှိတယ် ။ဒါပေမဲ့ PDF နဲ့စစ်ကြောင်းထုတ်လာ။ဒီတော့ဒီတရားလွယ်လို့ပြည်သူတွေသူတို့လောက်လို့လို့သူတို့ရွာရဲဆိုအောင်ပွဲခံပြီးတင်လာတူတာမှဆိုတာ။နော်အဲ့တော့ဒါဒီပါလေပြည်သူတွေရင်ထဲကတူရဲကောင်းပြီ။ PDF ဘာဖြစ်လို့လဲ PDF ဒီပြည်သူပြည်သူဒီ PDF ကအတူတူပဲ။မခံနိုင်တော့တော့တတိကောင်းတဲ့လူကြီးကအသက်ကိုအသေးခံနေငါတို့ဖတ်ချတော့ကွာဆိုစိတ်နဲ့ချတယ်အဲ့ဒီ PDF တွေအားလုံးကပြည်သူတွေပဲတစ်ချိန်ကကိုယ့်အလုပ်ကိုလုပ်နေပြီဒီတိုင်းမျိုးမတရားပြုကျင့်လို့ပြည်သူတွေကိုမတရားတပ်ဖြတ်နေလို့မခံနိုင်တဲ့အဆုံးမှာထထတာနော်အဲ့တော့လက်ရှိအခုဒီကိုက်ပွဲမှာဆိုရင်ဒါကိုယ့်ဘက်က၄ယောက်ကြာဆုံးခဲ့ရတယ်သူတို့ဘက်က30ကျော် ကြားတယ်ဆိုဘယ်လိုမှမဖြစ်မှန်ပယာနဲ့တယောက်တော့ကျွန်တော်မလဲဟန်တော့ဒါကျွန်တော်ကျွန်တော်ပြောတဲ့စကားမဟုတ်ပါဘူးပြည်သူအားလုံးရဲ့ရည်တဲ့စကားပေါ့နော်ဟုတ်တယ်ဟုတ်တယ်ပြည်သူစစ်သားတွေတေရဲတွေအာပွဲမနေကောင်ကြားတယ်ရဲပွဲမနေကောင်ကြားတယ်စစ်ပွဲမနေကောင်ကြားတယ်ဒါပြည်သူတွေရည်တဲ့ဖြစ်နေတဲ့အရာနော်လောက်ပြောလို့ရတဲ့အရာကိုစုံစမ်းကြည့်ပါဟုတ်တယ်မလားဒါပေမဲ့ PDF တွေကြားပါလိတယောက်ကြားတော့အော်နော်ငါတို့ပြောကောင်းကြောက်ကြတယ်ဝမ်းနဲ့ပက်လက်နဲ့နော်ခေတိလက်ထိပြောလို့ရှိရင်လည်းဝမ်းနဲ့ပက်လက်နဲ့ခံစားကြဟုတ်တယ်အမှန်ပဲဟုတ်တယ်ဘာလဲဆိုတော့ကျွန်တော်တို့လက်ရှိမြေပြင်မှာဖြစ်ပေါ်နေတဲ့အမှန်တရားတွေ အဲ့ဒါတွေကိုလောက်ယူပြီးညင်းလို့မရဘူးလိုင်းပေါ်မှာဘောမတစ်ကောင်တစ်ကောင်တော့ကပေါက်ကန်းလေးတွေရှောက်တော့တော့အမှန်လို့ယူလို့မရဘူးလိုင်းပေါ်နေတော်လိုင်းကမှလည်းတော်လိုင်းနိုင်ပါလေတော်လိုင်းနဲ့အမှန်လို့ယူလို့မရဘူးမြေဒီမှာဖြစ်နေတဲ့အရာကိုပဲကျွန်တော်တို့ကထိုင်းချင်ကြည့်လို့ရတယ်နော်ဒါကြောင့်မို့လို့ဘယ်လိုပဲဖြစ်ဖြစ်ဒီတော်လိုင်းရင်းဟာပြည်သူရှိနေတွေ့နိုင်အောင်နိုင်ရပါလေနော်ဒါကြောင့်မို့တော်လိုင်းအင်အားစုတွေအနေနဲ့ကလည်းပြည်သူလာနေအဓိကထားပါပြည်သူကိုဥထိပ်ပန်ဆင်ထားပါလက်ရှိတော်လိုင်းရဲ့ပြည်သူကပြည်သူကိုထောက်ပို့ပြီးတော့ထောက်ပံ့ပြီးတော့ဝင်းညံပြီးတော့တိုက်နေရတဲ့ပွဲဖြစ်တဲ့အတွက်ပြည်သူနဲ့တော်လိုင်းရဲ့ဆိုတော့ခွဲလိုက်လို့မရအောင် လက်ရှိအာနာရှင်တွေကလိုက်ပွဲနေတယ်။ AMG နဲ့လက်နက်ကင်တွေပွဲတယ်။ Kaida EO နဲ့ PDF နဲ့ပွဲတယ်။ Kaida EO နဲ့ NUG နဲ့ပွဲတယ်။ပြည်သူနဲ့တော်နိုင်ရေးပွဲတယ်။အကောင်ကောင်ပွဲတာပွဲထုတ်တယ်။ဒစရိုက်ကြိုက်သူပွဲထုတ်တာကော။ပွဲအောင်ပွဲရအောင်စားကောင်တကောင်ကိုဝိုင်းပြီးတော့ခြောက်ကကြိုက်တဲ့ကောင်နဲ့မီးရဆွဲတဲ့ကောင်နဲ့ခေါင်းဝင်ကြိုက်တဲ့ကောင်နဲ့အဲ့လိုပွဲအောင်တို့ရမှာလေ။အဲ့ဒီပုံစံမျိုးဖြစ်အောင်ဒီအင်အားစုတွေအားလုံးအစိမ့်စိမ့်ပုံမှာဆွဲထုတ်တာ။ဒါကိုမတိနားမလဲတဲ့လူတွေကတို့ရဲ့အကြိုက်လက်လုံးလိုက်လို့ဆိုရင်ရန်သူကတော့ရမ်းပြုံး။အဲ့တော့ကျွန်တော်တို့ဒီတမန်တော်ကြီးပြောသလိုပဲနော်။ မဟာမကျလင်းအောင်ဆောက်ရမယ်ကျွန်တော်တို့စီးနဲ့ကမ်းနဲ့တော့ရမယ်ပေးွားလက်နဲ့ပိုက်တစ်ဖွဲ့တနက်လေးလင်းကဆယ်ကတိုက်ချင်တိုက်လို့ချင်းလို့ပြီးဟိုလို့ဆောက်ပြီးတော့ဒီလိုဆောက်ပြီးတော့ဟိုမှာအတူတူဒီမှာလူကန်ဒါမျိုးတွေလို့ကျွန်တော်တားသိရတယ်နောက်နောက်အရာအလုံးကိုကျွန်တော်တို့ကတိနဲ့သွားမှရအဲ့လိုမဟုတ်ဘဲနဲ့ရန်သူအကြိုက်တုတ်ပေးလိုက်ရမယ်ဆိုရင်တော့ကျွန်တော်တို့တွေအဆင်ပြေမှာမဟုတ်ဘူးเนาะအဲ့တော့ဘလို့ဒီနေ့ MD အကြောင်းလေးကိုလည်းကြိုးစားပါတယ်ဒီထက်ပိုကောင်းအောင်လှုပ်ဆောင်နိုင်တဲ့လူတွေအစားထုတ်နိုင်ပါတယ်နောက်တစ်ခုကလက်တော်လိုင်းရေးမှာကျွန်တော်တို့တွေအောင်မြင်ဖို့လိုပါတယ်စီးလုံးချက်ညီညွတ်ချက် တို့တို့တွေခက်ခဲနဲ့ကြက်တဲနဲ့ပြင်းမှန်းနဲ့ဒါပေမဲ့ကျွန်တော်တို့နိုင်ပါပါဟုတ်ကဲ့ဒါတော့ကိုစီရဲ့သုံးသပ်ချက်ပြီးတော့ final ဖြစ်ပါရဲ့နော်အဲ့တော့ကျွန်တော်တော်လိုင်းရေးအခုချိန်မှာဆိုရင်အားလုံးမြင်တဲ့အတိုင်းပဲအချိန်ခီးခီးတစ်ခုကိုတော်တော်လေးကိုရောက်နေတဲ့အနေအထားဖြစ်ပါရဲ့နော်ဒါအပြင်အခုချိန်မှာဆိုရင် AUG မှာလည်းပြပြပြောင်းလဲမှုတွေကြုံလာတွေ့လာတာဖြစ်တဲ့တော်တော်တကယ်ဝန်ဆောင်ဝန်ဆောင်ကြောင်းပါရဲ့နော်အဲ့တော့အချက်မဲ့စစ်ကောင်စီကတော့အခုချိန်မှာဆိုရင်ဒီမိုးပြေဖယ်ကုန်ပေါ့နော်ဒီကရာကရာကရင်ဒီဘက်မှာလည်းတော်တော်လေးကိုခုခံနေတယ်ဘမ္ဘောမှာလည်းတော်တော်လေးကိုခုခံနေတဲ့အခြေအနေရှိတဲ့အတူနောက်ထပ်ဒီရခိုင်ဘက် ရခိုင်ထိုးစစ်တွေကိုလည်းတော်တော်တော်ခုခံတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့ဗမော်ပဲနိုင်တိုင်းဒီအာခတ်တော်ဖက်ကပဲနိုင်တိုင်းပေါ့နော်ဘယ်မှာပဲနိုင်တိုင်းမဲအောင်လိုင်းရဲ့အဖွဲ့တွေကတော့အခုချိန်မှာစုဦးချိုးသွားတဲ့ဆိုရင်တော့တို့ကတော်တော်လေးကိုဇက်တိုက်ပေါ့နော် ဒီအရှုံးတွေနဲ့ဂျုံလားပွဲရှိတယ်ဆိုပြီးမှဒီပညာရှင်တွေလည်းသုံးထားတာဖြစ်တယ်တော့ဗောနော်မကြခင်မှာကျွန်တော်တို့ဒီမမော်သတင်းကောင်းရခိုင်သတင်းကောင်းနဲ့အတူတခြားနေပါရှိတယ်ဒီတိုက်ပွဲသတင်းကောင်းတွေကျွန်တော်ကြားရလာပြီဆိုရင်တခါတည်းမေးအောင်လိုင်းရဲ့ဖွဲ့စည်းတွေတစ်ခုပြီးတစ်ခုအရပြိုကြတော့မယ်ဆိုတာရေးကြီးလက်ခတ်မလွဲတော့ဘူးဆိုတာပြောရင်းနဲ့ကျွန်တော်ဗီဒီယိုလို့ဆုံးသက်လိုက်ပါတော့ဟုတ်ကဲ့အစားဆုံးကြည့်ပြီးတဲ့မိဘပြည်သူရောက်စီတိုင်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလုံသမျှစောင့်သမျှအရာအားလုံးအမြင်ကြပါစေတောလျာမှာဘေးကင်းကြပါစေအကြပ်ဖက်မေးအောင်လိုင်းစစ်မှုထမ်းဥပဒေကလည်းကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ